အင်အားဖြင့်ငလင်ကြီးနှုတ်ခတ်ခဲ့တဲ့အတွက်တိုင်းနဲ့ပြည်နယ်၅ခုထက်မနည်းကပြည်သူတွေဒုက္ခပေးကြုံနေရပေမဲ့လည်းစေကောင်းဆောင်ဥဆောင်ပြီးနေပြီးတော့မှတကြံပွဲကျင်းပနေတယ်လို့သိရပါဗျ။စေကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမေအောင်နိုင်နဲ့ဒုစစ်ကောင်းဆောင်ဒုဗိုလ်ချုပ်မှုကြီးစိုးဝင်းတို့ဟာဧပြီလ23ရက်တကြံအကြိုနေ့ကနေပြည်တော်ရှိ မြို့တော်ဝန်မန်တက်ပူတက်ရောက်ပြီးတကြံအကြိုဖွင့်ပွဲပြုလုပ်ခဲ့ပါဗျ။စေကောင်းဆောင်ကတကြံဖွင့်ပွဲကို နေပြည်တော်မြမရူရအေးတကြံလို့နာမည်ပေးပြီးမလင်းတန်းခန်းစားနေရတဲ့ပြည်သူတွေကိုစာနာထောက်ထားသောအဖြစ်အပြောအပါနဲ့တိဆိုကခုံခြင်းမပါဘဲနှစ်သိကူပြောင်းခဲ့ခြင်းဖြစ်တယ်လို့စစ်ကောင်စီရဲ့ဖွဲ့တက်တဲ့မှာဖော်ပြထားပါတယ်စစ်ကောင်ဆောင်ဒုစစ်ကောင်ဆောင်နဲ့ဖွဲ့တက်လာသူတွေဟာတနခါလင်းသေုပ်ဖို့ခြင်းကိုလည်းပြုလုပ်ခဲ့ကြပြီးမြမတနခါကို လူသားမျိုးနွယ်ကိုစားပြု ရမန်ရင်ကျေးမှုအမွေးနဲ့စင်းဝင်အဖြစ်ပါဝင်နိုင်မှုစူးစမ်းဆောင်ရွက်နေခြင်းဖြစ်တယ်လို့ဆိုထားပါတယ်။အခုကျင်းပနေတဲ့တကြံပွဲကိုမူလကစီကားတိုက်မြိုက်စွာကျင်းပဖို့ရည်ရွယ်ထားပေမဲ့လည်းနလင်းကြောင့်ဒုက္ခရောက်နေသူတွေကိုစာနာမှုနဲ့ပြည်နယ်ထူထောင်ရေးနဲ့တည်ဆောက်ရေးလုပ်ငန်းတွေကိုဆောင်ရွက်သွားရမှာဖြစ်တယ်လို့ထုတ်ပြန်ချက်မှထည့်သွင်းဖော်ပြထားပါတယ်။စေကောင်းဆောင်ကနေပြည်တော်မှာတကြံပွဲကျင်းပနေပေမဲ့လည်း ဝန်ထမ်းနိုင်ငံတွေမှာအစာဥပိပြီးတည်ဆုံသူတွေကိုထောက်ယူတဲ့လုပ်ငန်းတွေလုံဆောင်ပေးခြင်းမရှိတဲ့အတွက်နေရာတော်တော်များများမှာပုံနှံနေထွက်နေပြီလို့သိရပါတယ်။ဒါအပြင်ဝန်ကြီးဌာနယုံတွေပြည့်စည်သွားတဲ့အတွက်နိုင်ငံတကာကလူဒန်းထားတဲ့ယာယီတဲတွေနဲ့ယုံထိုင်မှုပြုလုပ်နေကြတယ်လို့ဝန်ထမ်းတိုင်ဝိုင်းထံကသိရပါတယ်။စကိုင်းငလင်ကြီးကြောင့်တေဆုံးသူ3689ဦးရှိပြီးဒဏ်ရာရရှိသူ9020ဦးနဲ့ ပြောင်းဆုံးနေသူ142ဦးရှိတယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်